တင်ဆက်ပေးမယ့်သတင်းကတော့လူအုပ်တွင်ကိုကားနဲ့ဝင်တိုက်တာကြောင့်ကိုဦးသိဆောင်ရဲ့သတင်းပဲဖြစ်ပါတယ်။ယူရဘော်ရတခုကျမနေရနေရာကိုရောက်ရှိနေတဲ့လူအတွင်ကိုလူလက်ပိုင်းတုံးကကာတစီနဲ့ဝင်လာခဲ့တာကြောင့်ကိုယ်အသေးဆုံးခဲ့တဲ့ဖြစ်စဉ်တခုကနေဒါနိုင်ငံဗန်ကူဗာပြည်မှာပြပွားခဲ့လို့သိရပါဗျ။ကနေဒါနိုင်ငံမှာနေထိုင်နေတဲ့ဖိလစ်ပိုင်လူမျိုးတွေကယူရဘော်ရတခုဖြစ်တဲ့လာဘူလာဘူပွဲတော်ကျင်းပနေချိန်မှာအသက်30ရွယ်မျိုးသားတအုပ်က SUV ကာတစီနဲ့လူအုပ်ထဲဝင်လာခဲ့တာပဲဖြစ်ပါတယ်။ တက်ခိုင်မှုကြောင့်တန်ရာရှိသူဒါဇင်နဲ့ရှိရှိခဲ့ပြီးပြစ်မှုကျူးလွန်တဲ့အမျိုးသားကိုတော့မင်းမြင့်တွေကဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့်အခင်းဖြစ်ပွားတဲ့နေရာမှာဖမ်းမိခဲ့တယ်လို့ဗန်ကူဗာရဲ့တပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်ပြမို့ကျူလွန်သူကအရင်ကမုန်ကိန်းတချို့ကျူလွန်ခဲ့တဲ့ရေမက်တန်ချူတူတဲ့ဦးဖြစ်ပြီးတော့စိတ်အရှင်နဲ့ပုံမှန်မရှိသူဖြစ်တယ်လို့သိရပါဗျ။ လာဘူလာဘူပွဲတော်ဟာ1921ခုနှစ်ကပေါ်တူဂီလူမျိုးနေမီတစ်ရှာဖွေရေးနေရှဲသူဖာရီနာမာကာလန်ကိုတိုက်ခိုက်အနိုင်ယူခဲ့တဲ့ဖိလစ်ပိုင်ခေါင်းဆောင်တပ်ဖြစ်တဲ့လာဘူလာဘူကိုဂေါ်ပြူကျင်းမာတဲ့ပွဲတော်ဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချောင်းဟောပေးပို့လာပါဗျ။